အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်နဲ့အတူကိုရီးယားမှာကားလိုင်းပေါင်းကြည့်အောင်ပေါ့နော်ကျွန်တော်အနေနဲ့ကိုရီးယားမှာလိုင်စင်ရထားတာ9နှစ်ရှိပါပြီကားဝယ်ထားတာတော့6နှစ်လောက်ရှိပါပြီဒါပေမဲ့ကားကတိတ်ပြီးတော့မမောင်းတက်သေးပါဘူးဘာဖြစ်သွားကြည့်အောင်အဲ့တော့ပထမဆုံးကားလမ်းမရှိမယ်လမ်းမအလဲကအဝါရောင်မြင်းသို့မဟုတ် လမ်းလေကျွန်းဒါကိုကိုရီးယားလိုလမ်းလေမြင်းကျွန်းကန်းဆောင်လို့ခေါ်ပါတယ်လမ်းမပေါ်ကမြေပြင်မြင်းဖြူကိုခြားဆောင်လို့ခေါ်ပါတယ်ခြားဆောင်နှမျိုးရှိတယ်ရှီလ်ဆောင်မြင်းပြောင်းနဲ့ဂျောင်းဆောင် မြင်ပြရှေးဆောင်ကနေပြီးတော့လမ်းကြောင်းပြောင်းလို့မရဘူးချောင်းဆောင်ရောက်မှလမ်းကြောင်းပြောင်းလို့ရနိုင်ပါမယ်ဒီကားလမ်းမြင်းကြောင်းခြားဆောင်နှစ်ခုကြားကနေပြီးတော့ကားမောင်းရတာဖြစ်ပါတယ်အဲ့ဒီကြားကိုကားလမ်းကြောင်းခြားလို့ခေါ်ပါတယ်ကားလမ်းကြောင်းခြားလို့ကိုရည်တွက်တဲ့အခါမှာမိမိတို့ဘဲဘက်ဘေးကလမ်းအလယ်မြင်းဂျုံငန်းဆောင်ဘေးကနေပြီးတော့စပြီးတော့ရည်တွက်ပါတယ်ဤလ်ခြားလို့ ီချာတို့ဆမ်ချာတို့ဆိုပြီးတော့ပေါ့နော်လမ်းရှိရင်ရှိသလောက်ဆက်ပြီးတော့ရေထွက်လို့ရပါတယ်ဒါကိုကျွန်တော်အနေနဲ့မြန်မာလိုမျိုးလမ်းကြောင်း1လမ်းကြောင်း2လမ်းကြောင်း3ဆိုပြီးတော့မှပြောပါမယ်ဒီအဝါရောင်မြင်းကြောင်းဂျုံငန်းဆောင်တစ်ဖက်ကလမ်းမသို့မဟုတ်အသွားတစ်ခုတည်းကိုဖြောင်းသူလို့ခေါ်ပါတယ်ကျွန်တော်ဒီအခုလိုသွားနေတဲ့တစ်ခုတည်းပေါ့နော်ဒီဂျုံငန်းဆောင်ရဲ့ဘေးကဟိုဘက်ကလည်းဂျုံငန်းဆောင်ရဲ့ဟိုဘက်ဘေးကပေါ့နော်ဒါကိုဖြောင်းသူလို့ခေါ်ပါတယ်ဒီလမ်းမှာချာတို့၄ခုရှိရဆိုလို့ရှိရင်ဖြောင်းသူစာချာတို့လို့ခေါ်ပြီးတော့ဂျုံငန်းဆောင်နှစ်ဖက် လမ်းမှာသို့မဟုတ် အသွားအပြန်အလားရမတူတဲ့လမ်းနှစ်ဖက်ကိုဝမ်းဖို့လို့ခေါ်ပါတယ်အသွားအပြန်နှစ်ဖက်ခြားတို့၈ခုရှိတယ်ဆိုလို့ရှိရင်တနည်းအားဖြင့်ရှစ်လမ်းသွားကိုဝမ်းဖို့ဖမ်းခြားတို့လို့ခေါ်ပါတယ်မိမိယူရမဲ့လမ်းကြောင်းကဘဲကွေ့နိုင်လားတဲ့တဲ့သွားနိုင်လားညာကွေ့နိုင်လားဆိုတာကဒီမြေပြင်မှာရေးထားတဲ့အမှတ်သားတွေကို ကြည့်ရမယ်ပြီးတော့ဆိုင်းဘုတ်တွေကိုကြည့်ရပါမယ်ပြီးတော့မိမိကလမ်းကြောင်းသိသည့်တိုင်အောင်မြေပုံဖွင့်မအောင်ပါဒါမှအချိန်စီးချက်ကင်မရာတွေရှိမရှိဘယ်လမ်းကြောင်းကိုယူပြီးတော့မောင်းရမလဲ တရားပေါ်တက်ရမလားဘီဘက်ကနေသွားရမလားလှိုင်ကောင်းပေါ်ကနေပြီးတော့သွားရမလားလှိုင်ကောင်းထဲဝင်ရမလားစသဖြင့်သိရှိနိုင်မှာဖြစ်ပါတယ်ကိုရီးယားကလမ်းတွေကဟိုဝင်ဒီထွက်တွေများတယ်ရှုပ်တယ်ဟောဒီကနေ့ကတော့အဲ့လောက်ရှုပ်တဲ့လမ်းမတွေကိုမောင်းမတော့မဟုတ်ဘူးဘဲကွေညာကွေလောက်ပဲရှိမယ်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့သွားကြည့်အောင်အဲ့တော့ကားစပြီးတော့မောင်းမယ်ဆိုလို့ရှိရင်ကားပေါ်တက်မယ်ခုံနေရခန္ဓာကိုယ်နဲ့ယူမယ်နေရာချမယ်ပေါ့နော်ပြီးလို့ရှိရင်အန်ဂျောင်းဘဲလ်တူ safety belt ကဘတ်ပတ်မယ်ပြီးလို့ရှိရင် brain နဲ့မယ် brain နဲ့ထားတဲ့အတိုင်းမယ်ကျွန်တော်တို့ဆက်နှိုးမယ်ပြီးရင် handbrake ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က handbrake ကိုဖြီးမယ်ပြီးရင်အခုကျွန်တော်က parking ထိုးတာဖြစ်တဲ့တကြောင်အာနောက်နေနဲ့စုံမယ်ပြီးရင်ဒီနဲ့ကျွန်တော်ပြန်ပေါ်မယ်ပေါ့နော်ဗမ်းမှန်ကိုကြည့်မယ်ဗမ်းမှန်မှာရှင်းနေဆိုလို့ရှိရင်နောက်ကရှင်းနေဆိုလို့ရှိရင်ကိုသွားကျင်တဲ့နေရာကိုသွားမယ်ပေါ့နော်အဲ့တော့ဒီဗမ်းမှာလမ်းကြားတွေကြည့်ရမယ်နော်ရှေ့မှာလမ်းကြားရှိတယ် ်လမ်းကြဒီနေရာမှာ brake လေးနည်းနည်းညှစ်ပြီးတော့ဘေးဘက်ညာကြည့်ရမယ်ပေါ့နော်ပြီးကျွန်တော်တို့ကဘေးဘက်ကိုကွေ့မှာဖြစ်တဲ့ကြောင်းဘေးဘက်ချက်ပြပြီးဖြွင့်ပြီးတော့ဝင်လာပြီးဘေးဘက်ညာကြည့်မယ်ပြီးတော့မှကျွန်တော်တို့ကနံပါတ်1လမ်းကြောင်းကိုသွားမယ်ပေါ့နော်လမ်းကြောင်း1ထဲဝင်ရပါမယ်မကားလမ်းကူးနေတယ်ဒါလေးကိုလည်းကြည့်ရမယ်ပေါ့နော်ဖြည်းဖြည်းချင်းမောင်းမယ် 300m 앞에사고다발구간입니다. ှိမှမီးပွိုင်ပေါ့နော်မီးပွိုင်ကမီးပွိုင်ကြီးလမ်းမကြီးပေါ့နော်လမ်းစုံကြီးအဲ့တော့လမ်းစုံကြီးဖြစ်တဲ့အကြောင်းဘီဘဟိုမပေါ့ဘူးမြေပြင်မှတ်သားမှာတပည့်ပဲကွေ့လို့ရမယ်တဲမောင်လို့မရအောင်အချက်ပြမီးဖွင့်ရမယ်အဲ့ကျွန်တော်ကားက auto hold ဆိုတဲ့ဂျီနှုံးပေါ့နော် auto hold ဆိုတဲ့စနစ်ပါတယ်ဒါကြောင့်မလို့ auto hold နှိပ်ထားမယ်ဆိုလို့ရှိရင်အခုမီးပိုင်းဆောင်တဲ့ခါမှာ brake ညှစ်ထားကြမလို့ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်က brake ကိုအမြဲတမ်းညှစ်ထားရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းပြီးမှထားရတယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ကပြီးမှ ထားလိုက်မှဆိုလို့ရှိရင်မီးစိမ်းလို့ထွက်လို့ရပြီဆိုလို့ရှိရင်အဲ့မှာကားမထွက်တော့ပဲနဲ့လီဗာဘလောက်နေနေမထွက်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ပြီမှထားရလို့အဲ့ဒါကိုပြန်ဖြည့်ရမယ်ပေါ့နော်။အဲ့လိုမျိုးအခက်အခဲလေးရှိတယ်။အော်တိုဟိုးစနစ်ပါတဲ့ခါကျတော့တစ်ခါတည်းလီဗာနေနေမောင်းသွားရုံပဲပေါ့နော်။အဲ့တော့ဘရိတ်လည်းညှစ်ထားကြမလို့ရှိတယ်ဆိုလို့ရှိရင်သုံးကြည့်ပါတော်တော်လေးအဆင်ပြေပါတယ်။အဲ့တော့ကျွန်တော်ယူထားတဲ့လမ်းကြောင်းကလမ်းကြောင်း၁ဖြစ်တယ်။ကျွန်တော်ရဲ့ဒီညာဘက်မှာဆိုရင်လမ်းကြောင်း၂ရှိတယ်ပေါ့နော်။လမ်းကြောင်း၂ကြောင်းပဲရှိတယ်။အဲ့တော့ကျွန်တော်ဘက်ကကျတော့ဘဲဘဲမောင်းဝင်ရတယ်ပေါ့နော်။ သူစပြီးတော့꿰တာနဲ့ကျွန်တော်တို့ကလမ်းကြောင်းတက်ကိုယူရပါမယ်လမ်းကြောင်းတက်ကိုယူပြီးတော့ကျွန်တော်ဖြည်းဖြည်းချင်းဒါရှင်းရှင်းကြည့်ပြီးတော့꿰ပါမယ်ဒါလမ်းကြောင်းထပ်ပြောင်းမယ်။ဒီရင်ကျွန်တော်တို့ကလမ်းကြောင်းထပ်ပြီးတော့ပြောင်းမယ်ပေါ့နော်။နောက်ကရှင်းနေ။ဒီပြေးချင်းပဲဝင်သွားမယ်။ဒါခြေသုံးခြေချောင်းချောင်းတို့ ကားတဲ့ကြီးပဲတီးတယ်မောင်းလို့ရတယ်ပေါ့နော်လူတို့လှဲတို့ဘာတို့စပိန်တို့ဆိုင်ကယ်တို့ဝင်လို့မရဘူးဒီနေရာကိုကျွန်တော်တို့ကဂါဆုဟမ်းယူလို့လို့ခေါ်ပါတယ်အချိန်ကိုနှင်းပြီးတော့မောင်းရပါတယ်ဂျောင်းဆောင်းမှာကြောင်းရမယ်နောက်ကရှင်းနဲ့ကြောင်းရှင်းမှာဘရိတ်ညက်တဲ့လိုက်ညက်ရမယ်ပေါ့နော်ရှင်းရဘရိတ်ညက်တဲ့ကိုလည်းဘရိတ်လိုက်ညက်ပေးရပါပေါ့နော်ကွာဝေးရတော့ဒီလောက်ထားလို့ရှိရင်အဆင်ပြေတယ်စိတ်ဖြစ်တယ်ပေါ့နော်ရရင် ခြားနေလို့ရှိရင်လည်းအဆင်ပြေဘူးအရင်ကတ်လို့လည်းအဆင်ပြေဘူးเนาะဆက်ပြမီဖွင့်ပြီးတော့အချိန်မှာချောင်းဆောင်ထဲမှာပဲသူကလည်းကြောင်းနေရမှာပေါ့เนาะဒီဘက်ချမ်းကတော့ဒါအဝေးပြေးလမ်းပါပေါ့เนาะကျွန်တော်ကတော့ဒီလူရင်းလမ်းထဲမှာပဲသွားမှာဖြစ်ပါတယ်အမှန်တကယ်ကတော့ဒီလိုမျိုး track တွေပါတယ်ရှိတယ်ဆိုလို့ရှိရင်ဒီ track အနောက်ကနေပြီးတော့မောင်းလာတော့မကောင်းဘူးပေါ့เนาะဘာဖြစ်လဲဆိုလို့ရှိရင်အရှိရဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကြိုပြီးတော့မမြင်ရအောင် ဒါကြောင့်မို့ trash ရှိတယ်ဆိုလို့ရှိရင်လမ်းကြောင်းပြောင်းပြီးတော့မောင်းတင်တယ်။ဒါပေမဲ့ကျွန်တော်ကတော့တဲပဲသွားမှာဖြစ်တဲ့တကြောင်ဟိုဒူးကကြီးလမ်းကြောင်းထပ်ပြီးတော့ပြောင်းမနေတော့ဘူးပေါ့နော်။ဒီ trash ရှိတယ်ဆိုလို့ရှိရင်သူ့ထက်ဟိုကရှိမောင်းမလား။ဒါမှမဟုတ်လည်းသူ့အနောက်မှာပဲမောင်းမလားပေါ့နော်။ဒါမျိုးစဉ်းစားရတယ်။သူနဲ့ကပ်ရက်ပြီးမောင်းလို့မကောင်းဘူး။ပြီးတော့ဒီနေရာမှာဆိုလို့ရှိရင်ဒါဘေးနာလမ်းကြောင်းပြောင်းလာတဲ့ကားတွေရှိနေတယ်။ဒါလေးသတိထားမှာပေါ့နော်။အမီးပိုင်းကမီးစိမ်းတဲမီးစိမ်းပေါ့နော်။ဒါပေမဲ့လည်းဖြည်းဖြည်းချင်းဟိုက break ပေါ်မှာ 6တော့ထားပြီးတော့မောင်းတင်ပါတယ်။ဘယ်ချိန်ပြောင်းမလဲမသိဘူးပေါ့နော်မိဘရံ။ပြီးတော့ချိန်ရတော့လေကျွန်တော်တို့ကလမ်းချင်းလုံးလေးလမ်းကြောင်းပြောင်းထားမယ်။10မီတာဖြင့်ဆက်ကုန်တော့တယ်။အဲ့တော့အချက်ပြပြီးအရင်ဖွင့်ရပါတယ်။ဒါမှနောက်ခါဟိုသတိပေးအတိပေးတာပေါ့နော်။အလံကြောင်ပြောင်းမယ်ချက်ပြပြီးအရင်ဖွင့်မယ်ပြီးရင်ဗတ်မှန်ကြည့်မယ်ကိုပြောင်းမဲ့ဗတ်ချမ်းကဗတ်မှန်ပေါ့နော်ဗတ်မှန်ကြည့်ပြီးတော့ဗတ်မှန်မှာ ကာရှင်းလဲဆိုရင် ကာဝေးသေးတယ်ဆိုလို့ရှိရင်အဲ့ချိန်ကျွန်တော်ပြောင်းလို့ရတယ်ဘောနော်ကာအရန်နီးသေးတယ်လို့ထင်ရင်အဲ့ဒီအချိန်မှာကာလမ်းကြောင်းပြောင်းလို့မရပါဘူးအဲ့တော့အချက်ပြမိရာကြိုးဖွင့်ရတော့ပါ ကိုပြောင်းမယ်ဆိုတော့နဲ့တန်းဖွင့်တန်းပြောင်းလို့တော့မရဘူးနော်အချက်ပြမိဖွင့်မယ်ပတ်မှန်ကြည့်မယ်ရှင်းပြီဆိုတော့ကာလမ်းကြောင်းပြောင်းမယ်ပြီးရင်အချက်ပြမိပြန်ပိတ်တယ်ဘောနော်အဲ့လိုပုံစံသွားတာဖြစ်ပါတယ်ဟောဒီမှာဆိုလို့ရှိရင်ညာဘက်ကိုကွေးလို့မရဘူးတဲပဲသွားလို့ရတယ်ဆိုတော့သဘောပေါ့နော်ညာဘက်ကွေးလို့မရဘူးပြထားပါတယ်ဘူရဲ့ကြောင်းခုံကြည့် gray ညစ်ပါမယ်ဒီမှာဆိုလို့ရှိရင်လည်းရေးထားတဲ့စိုက်ပုံပါပေါ့နော်ကျွန်တော်ညာဘက်ကိုကိုွေလို့မရအောင်အဲ့တော့ညာဘက်ကတလန်းသွားဖြစ်တဲ့အတွက်ကြောင့်အဟိုအထွက်ပဲရှိမယ်ပေါ့နော်ကျွန်တော်ဒီထက်ဝင်လို့မရအောင်ဆိုတဲ့ပုံစံဖြစ်ပါတယ်အယူတန်းပြထားတယ်ယူတန်းကိုွေလို့ရတယ်ပေါ့နော်တကယ်လို့မီးနီးတယ်ဆိုလို့ရှိရင်ယူတန်းကိုွေလို့ရမယ်ဒီမှာဘိုးရင်းကြာမီးရစိမ့်နေဆိုလို့ရှိရင်ယူတန်းကိုွေလို့ရမယ်ပေါ့နော်ဒီချိန်ဆိုလို့ရှိရင်ယူတန်းကိုွေလို့ရတဲ့ပုံစံဖြစ်ပါတယ် 60ရှိတယ်60နဲ့ပဲမောင်းလို့ရမယ်ပြင်တန်းစုကျွန်းကင်မရာရှိတယ်ပေါ့နော်300မီတာ300မီတာဆိုတော့ဒီရှေ့ကမီပွိုင်းတစ်ခုပေါ့နော်ပြင်ပြပြချင်းထွက်မယ်ဘေးဘက်ညာထိုက်ပြီးတော့ check မယ်ပေါ့နော်ဘာလို့ဆိုတော့ဒါ online ဆိုပြီးတော့ဝင်လာတဲ့ကားတွေရှိတယ်သူမီပွိုင်းမီမနီခင်ပေါ့နော်ဝင်လာတဲ့ကားတွေရှိတယ်အားကြောင့်ကို check ရတယ်ပေါ့နော်ဒီဘက်ကဘေးကလမ်းတွေလည်းကျွန်တော်တို့ check ကြည့်ရမယ် ော့300ဆိုတော့ကဒီကောင်ပြောတာပေါ့300မီတာဒီနေရာမှာကင်မရာရှိတယ်ဆိုတော့ပြောတာပေါ့နော်အဲ့တော့ကျွန်တော်60အောက်နဲ့မောင်းတာကောင်းတယ်ကျွန်တော် brake ကိုအရင်နင်းတာမဟုတ်ပါဘူးကိုကရက်ချင်တယ်ဆိုပြီး brake ကိုစောင့်ပြီးနင်းတာမဟုတ်ဖြည်းဖြည်းချင်းပဲကျွန်တော်နင်းသွားတာဖြစ်ပါတယ် lever နင်းတဲ့ခါမှာလည်းပဲဖြည်းဖြည်းချင်းပဲနင်းပါတယ်အဲ့တော့ကိုကအချိန်လေးနည်းနည်းတတ်ချင်တယ်ဆိုလို့ရှိရင် lever ဘောကနေ6လောက်လေးဖြီးလိုက်တယ် ဲပြီးလို့ရှိရင်ဟိုအရှိန်တင်းနေတယ်ဆိုနည်းနည်းလေးနင်းလိုက်ပေါ့နော်အဲ့လိုမျိုးသွားတာဖြစ်ပါတယ် reliever ကိုလည်းအတင်းနင်းတာမဟုတ်ပါဘူးဖောက်ဖောက်လေးပဲနင်းလိုက်ဖယ်လိုက်နင်းလိုက်ဖယ်လိုက်ဒါမျိုးနဲ့သွားတာပါခဏခဏဟို brake ညှိတဲ့လူတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကြတော့သိပြီတော့ကားအတွက်လည်းမကောင်းဘူးကြီးရလည်းနည်းနည်းဆိုးတယ်အနေလည်းများတယ်ပေါ့နော်အဲ့တော့ဟိုအရှိန်ရှော့ကျင်တယ်ဆိုလို့ရှိရင်ခြေထောက်လေးကနေဖြီးလိုက်ဒီဘက်ကကားကြီးမယ်ပေါ့နော် ပြီးကျွန်တော်တို့ကအချက်ပြမီဖွင့်လာမယ်။ညာဘက်ကိုသွားမယ်ပေါ့နော်။ရှီးဆောင်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကပြောင်းလို့မရသေးဘူး။ဒီမှာချောင်းဆောင်ဆိုတဲ့နေရာလောက်မှာကျွန်တော်ပြောင်းမယ်ပေါ့နော်။ပြီးရင်အချက်ပြမီဖွင့်မယ်။ပြပြချင်းမယ်။ခဲတဲ့ဟုတ်ဝင်မယ်ပေါ့နော်။ခဲတဲ့ဝင်ပြီးတော့ကျွန်တော်တို့ကဒီ shower check ပေါ့နော်။အခုံးနဲ့တစ်ချက်ကြည့်မယ်။ပြီးရင်နောက်ပိုင်းထပ်ကြည့်မယ်။ပြီးရင်ကျွန်တော်လမ်းကြောင်းထပ်ပြောင်းမှဖြစ်တဲ့ကြောင့် ဆက်ပြပြီးဖွင့်မယ်ဖြည်းဖြည်းချင်းပဲဝင်မယ်ကားရှင်းတဲ့ကြောင်ပေါ့နော်အခုလည်းပဲဒါကျွန်တော်တို့ကသရားပေါ်တက်မှာဖြစ်ပါတယ်ကိုကသူတို့ပေါ့နော်ကိုကခြားတို့လို့ခေါ်ပါတယ်ကိုကခြားတို့ယော့ဆိုလို့ရှိရင်ဘေးပေါ့နော်ကိုကခြားတို့ဆိုလို့ရှိရင်သရားပေါ်ပေါ့နော်အဲ့ဒါလေးလေးလည်းနေပြီးဖွင့်လာမှသိတာပေါ့နော်နေပေါ်မဖွင့်လာဘူးဆိုလို့ရှိရင်ဒါတွေကမသိအောင်ဒါသရားပေါ်တက်ရတာပေါ့နော်သရားဘေးမဟုတ်ပါဘူး လမ်းကြောင်းเนี่ยเนเน่ရှုပ်တယ်တကြောင်ပြီးထားပေါ့เนาะဒီဘက်ကထွက်လာတဲ့ကားတွေသတိထားအောင်ထွက်လာနိုင်တယ်ပေါ့เนาะဒီပြေးချင်းမဲ့ဒီနေရာမှာ꿰မယ်ပတ်မှန်ကြည့်မယ်သူနောက်ကနေပြီးတော့ကိုယ်ဝင်လာလာပေါ့เนาะအများရန်သတိထားအောင်ပေါ့เนาะအရင်ကျွန်တော်တို့ကဘယ်ဘက်꿰မှဖြစ်တဲ့တကြောင်ဘယ်ဘက်ချက်ပြာမီဖွင့်ပြီးတော့အဝိုင်းထဲဝင်လာဖြစ်ပါတယ်ဒီမှာသူကညာ꿰လို့မရဘူးလို့ရည်ထားတယ်ပေါ့เนาะဒီပြေးချင်းမဲ့အဝိုင်းထဲဝင်ပြီးတော့